မြင်းစီမပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမြင်းစီမရဲ့တီတန်တွစ်ဆုမေးမြန်းခန့်ကနေကြိုးစားပါရယ်အခုတစ်ခေါက်တီတန်တွစ်ဆုမေးမြန်းခန့်မှာတော့မန်လီမြို့လေလူနေရာမှာဆေးအုပ်စုရဲ့လုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာလူလူလုံရှားမှုကိုအောင်မြင်စွာပေါ်ဆောင်နိုင်ခဲ့တဲ့စိန်ခေါ်မှုတွေဒီဇင်ဘာလ10ရက်နေ့မှာကျင်းပမယ့်အတန်တိတ်တပိတ်ကြီး Silent Strike ကနေမြန်မာပြည်သူတွေအနေနဲ့နိုင်ငံတကာကိုထုတ်ဖော်ပြသခြင်းတဲ့အကြီးကသဘောထားတွေကို မန်းလေးမြို့တပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ဒေါက်တာတေဇာစန်းကိုကျွန်တော်တည်တံ့ဆက်သွယ်မေးမြန်းထားပါရခင်ဗျာဒေါက်တာတေဇာစန်းမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါโอเคပါတော့ဒါဒီမန္တလေးမြို့လေလို့ပေါ့เนาะဒီစအုပ်စုကလုံခြုံရေးတင်းကျပ်ထားတဲ့ နေရာမှာဒေါက်တာတို့ကလူထုလှုပ်ရှားမှုကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီစိန်ခေါ်မှုတွေနဲ့အဓိကအားသာချက်တွေကဘာလဲဒေါက်တာတစ်ဆက်သေးပေါ့လေအဲ့လိုလှုပ်ဆောင်မှုဒေါက်တာတို့အနေနဲ့ရောဘလို့ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရလဲဒါလေးကိုပထမဆုံးရှင်းပြပေးစီလိုပါတယ်ခင်ဗျဟုတ်ကဲ့အတော့ပြဟိုပြောရရင်အဓိကကတော့ကျွန်တော်တို့ကအာနာရှင်စနစ်ကိုလုံးဝလက်မခံကြအောင်မနစ်တက်ကြအောင်ဒါအားလုံးပဲကျွန်တော်တယောက်တည်းမဟုတ်ဘူးနော်ပြည်သူတိုင်းကအဲ့လိုပါပဲ အခုရန်ကုန်လိုမန္တလေးလိုမြို့ကြီးတွေမှာဘာကြောင့်ငြိမ်သက်နေရတယ်လဲဆိုရင်လေဒီအကျန်းဖက်ဖက်စစ်တပ်ကဓာမိုးတနက်ထောက်ပြီးတော့အနိုင်ကျင့်ဖိနှိပ်နေလို့ပဲဒီပဲဒါသိတာအဲ့တော့သို့သောပြည်သူတွေရဲ့တကယ်ရင်ထဲအသေးသေးမှာကဒီရှင်နေကြီးကိုမကြိုက်ဘူးမနစ်သက်ဘူးဆိုတာပေါ်နေမိတာပြန်ဒါကြောင့်လေအခုဒါရန်ကုန်လိုမန္တလေးလိုမြို့ကြီးတွေမှာတကယ်တော့ဒီလူတို့ရဲ့ ီစန့်ကျင်တပိမောက်တို့ရှာမှုတွေကနေတဲ့မြို့တို့နဲ့ရှိနေပါတယ်ဗျရှိနေပါတယ်အခုကတော့ဒါကျွန်တော်တို့ကိုနန်းလင်းတို့ကိုခန့်ဝင်ဖြူတို့စတယ်ပေါ့နော်ဒါတသုံးတရာလူတီးတဲ့လူတွေဒါစူပေါင်းမြေလောက်ကြောက်ရတာပို့ပြီးတော့ဟိုထင်ပေါ်သွားတာပေါ့တကယ်တော့မြို့ပြတွေမှာအာနာရှင်စနစ်စန့်ကျင်လှုပ်ရှားမှုတွေကနီလန်းမျိုးစုံနဲ့ရှိနေပါတယ်အဓိကချုပ်ပြောရရင်ဗျပြည်သူတို့အားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့အတူဝင်းရံဆောက်ရှောက်မှုနဲ့အတူမြို့ပြမှာရှိတဲ့အခုလိုကျွန်တော်တို့ဒါစီအနာရှင်စနစ်စန့်ကျင်ရေလူလူလှုပ်ရှားမှုတွေကရှေ့ဆက်ပြီးတော့လေနီလမျိုးစုံနဲ့ရှိနေမယ်ဆိုကျွန်တော်တို့အဲပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒေါက်တာနောက်တစ်ချက်ကလေးကြတော့ဒီဒေါက်တာတို့လူလူလှုပ်ရှားမှုလုပ်နေတဲ့အချိန်မှာပဲမင်းအောင်လိုင်ကသူကိုယ်တိုင်မန္တလေးရဲ့ပြည်ဦးလွေဘက်ကိုရောက်နေတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစုံစမ်းပြီးတော့လှုပ်ရှားမှုလုပ်ဖို့ကိုဆုံးဖြတ်ခဲ့တာကဒေါက်တာတို့အနေနဲ့ဘယ်လို message ပေးချင်လို့လဲပေါ့နော်နောက်ကွယ်ကညီလူဟာရောဘာလဲပေါ့လေဒါကိုသိချင်ပါတယ်ဒေါက်တာဟုတ်ပါတယ်အဲ့တော့ဒီရက်တွေမှာဒါမင်းအောင်လိုင်ကဒါမင်းမျိုးနဲ့မန္တလေးကိုဥတို့ကိုလုံးထုတ်ပြီးသွားနေတာပေါ့နော်အဲ့တော့ဒီကလာ အဲ့တော့ကျွန်တော်တို့ဒီသူလူလှူရှားမှုကနေဘာသတင်းစကားပေးကျင်တယ်လဲဆိုတာကျွန်တော်တို့အိမ်မှာလည်းပြောခဲ့တဲ့ပါလေပါပဲနံပါတ်1လက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့လူမှုစီးပွားပြဿနာတွေအများကြီးဗျာအခုကုန်စည်လုံးတွေကြီးတယ်မိုးပြောင်ခွန်ခိုက်နေပြီနော်စီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအကုန်လုံးဟိုးအဝေစီးချောင်းတက်စီတွေကျသွားနေ့စဉ်ဘဝဘာမှမလုံခြုံတော့နော်ဘာမှမလုံခြုံတော့ကျွန်တော်တို့ယူနီဖောင်းဝင်ရဲမြင်ဝတ်တော်ပီကန်မြင်ကိုကြောက်နေရတဲ့ဘဝဖြစ်ကုန်ပြည်သူတွေမှာနော်အဲ့တော့ မျိုးပြလေးမျိုးပြလေးရောက်ခုနပြောတဲ့ပြင်းနေမှုနော်ဒါအတင်းအာဒါမှာစစ်မှုထံဥပဒေဆိုတာကြီးနဲ့လူတွေကိုပေါ်တာဆွဲတဲ့တင်လန်းတွေကိုထည့်တယ်ကျင်းလက်မှာလည်းနေတိုင်းဘုံတွေကျဲခံနေရတယ်စစ်ကြောင်းထိုးခံနေရတယ်အဲ့တော့ဒါဒီအားလုံးရဲ့ပင်မလက်တယ်တည့်ရခံကဒီအာနာသိမ့်မှုကြောင့်ဖြစ်တယ်မင်းအောင်လိုက်အာနာယူလို့ဖြစ်တယ်စစ်အာနာရှင်စနစ်ကြောင့်ဖြစ်တယ်အဲ့တော့ပြောချင်တာအာနာရှင်စနစ်ကတကယ်တော့တရားစင်းသားကြီးကြပါတက်မတော်အတွက်လည်းရန်သူပဲအခုမင်းအောင်လည်းအာနာသိမ့်လို့မြန်မာတက်မတော်အတွက်ဘာကောင်းသွားတာရှိတယ်လဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်ဘာကောင်းသွားတာလဲရှိတယ်လေပြည်ခိုင်ထိုးတို့လို့ဟဲ့လားနိုင်ငံရေးပါတီတွေအတွက်ရောဘာတခုကောင်းသွားတယ်လဲဒီအာဏာရှင်စနစ်ဒီတိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီလူမှုလှုပ်ရှားမှုကနေအလေးနဲ့သတင်းစကားပါပါတယ်ဒါအပြင်ကျွန်တော်တို့ကြည့်လိုက်ပါတော့မြန်မာပြည်ပြည်သက်ရေးရတဲ့နှစ်ပေါင်း80ကျော်80နိုင်ငံရေးတမန်ကတက်တည်ပြပြီကျွန်တော်တို့တိုင်းပြည်တကယ်တည်ငြိမ်ခြင်းနဲ့တကယ်ကြွယ်ဝချမ်းသာခြင်းနဲ့ကမ္ဘာမှာမြန်မာဟိဆိုပြီးရင်မောင်းတမ်းပြီးတော့နော် ကမ္ဘာအဆင့်မီတိုင်းပြည်တစ်ခုဖြစ်ချင်တဲ့ဟေးဆိုတေးကြတယ်ကျွန်တော်တို့နိုင်ငံကိုတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်တကယ်စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့တည်ဆောက်မှသာရပါလိမ့်မယ်။ဒါကြောင့်ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးဒီကျွန်တော်တို့တိုင်းသူပြည်သားအားလုံးရဲ့ဒါဘုံရည်မှန်းချက်ပန်းတိုင်လေးဖြစ်တယ်။အာဏာရှင်စနစ်ခြုံငင်းရေးကကျွန်တော်တို့ရဲ့ဒါဘုံလုံးငန်းစဉ်ဘုံတာဝင်လေးဖြစ်တယ်ပေါ့ဗျာ။ဒါကိုကျွန်တော်တို့ဒီလူလူလှုပ်ရှားမှုကနေထပ်ဆောင်ပြီးတော့တင်စကားပါပါတယ်။အဲ့တော့ဒီနေရာမှာပြောစရာတစ်ခုရှိလာပါ အာနာရှင်စနစ်ကြီးကိုစန့်ကျင်ရတာကျွန်တော်တို့ကအင်မတန်မှအရင်အနည်းကြီးကြီးလာပါတယ်ဖုန်းရှုံထိကိုင်းမှုတွေလည်းများလာပါတယ်နော်အသက်တွေဘဝတွေသွေးတွေချွေးတွေအများကြီးပေါ့ဗျတိုးတော့ကျွန်တော်တို့အလေးနဲ့ပြောချင်တာဒီအာနာရှင်စနစ်ကိုမစန့်ကျင်ပဲမတွန်းလှန်ပဲခေါင်းငုံလဲဆင်းခံရင်ဖြစ်မဲ့နောက်ဆက်တွဲဆိုးကျိုးအာနာရှင်စနစ်ကြီးတက်ဆိုးရှည်သွားရင်အမြင့်တွယ်သွားရင်ဖြစ်လာမဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအစမတန်ပိုပြီးတော့များပြားတဲ့အစမတန်ပိုပြီးတော့ပြင်းထန်တဲ့အတွက်ကျွန်တော်တို့ ဒီအာနာရှင်စနစ်ကိုတမိုင်းပေးတာဝန်အရဆက်လက်ပြီးတော့စန့်ကျင်တွန်းလှန်သွားကြမှာဖြစ်တယ်ပြည်သူသားအဓိကဖြစ်တယ်ပြည်သူအားနဲ့အတူဒီအာနာရှင်စနစ်စက်ကျင်ရေးကိုအစွမ်းကုန်ဆက်လက်ဆောင်ရွက်ကြမယ်ဆိုတာကိုကျွန်တော်တို့ဒီလူထုလှုပ်ရှားမှုကနေပြည်သူလူထုကိုအလေးနဲ့သတင်းစကားတင်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒေါက်တာဒီလူလူလှူရှားမှုထဲမှာဆိုရင်ဒေါက်တာပြောရတယ်မှာဆိုရင် silent strike ပေါ့เนาะအတန်တဲ့ပိတ်နေတယ်ပတ်သက်ပြီးပါပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးမေးချင်တာဒေါက်တာရဲ့ဒီ December 10ရက်ကျတော့လူခွင့်ရင်းနေပေါ့เนาะအဲ့ဒီနေ့မှာပြုလုပ်မဲ့ အတန်တိတ်ပိတ်ကြီးကနေမြန်မာပြည်သူတွေနဲ့နိုင်ငံတကာကိုဘလို့ပြက်သားတဲ့သဘောထားကိုအဓိကဖော်ထုတ်ပြသချင်တာလေဒီလှုပ်ရှားမှုရဲ့အောင်မြင်မှုစံနှုန်းကိုဒေါက်တာတို့အနေနဲ့ဒီဘလို့တတ်မှတ်မလဲပေါ့လေဒါလေးလည်းသိကြပါရဲ့ဒေါက်တာမှတ်ပါတယ်ကျွန်တော်တို့ဒါလာမယ့်ဒီဇင်ဘာ10ရက်နေ့ဆိုရင်ကျွန်တော်တို့တနိုင်ငံလုံးเนาะပြည်လုံးကျွတ်ဒါအပြင်မထွက်အတန်တိတ်ပိတ်လှုပ်ရှားမှုကြီးရှိပါ Silent Strike အဲ့တော့ Silent Strike ဟိလို့ပြောရင်လည်း ကျွန်တော်တို့ပြည်သူတွေအားလုံးရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါကျွန်တော်ဒီအာဏာရှင်စနစ်ဆန့်ကျင်ရေးအချိန်နှွေဦးတော်လန်ရေး၅နှစ်အတွင်းမှာကျွန်တော်တို့ဒါနော်အချိန်အဲ၄ငွေ၆ကျင်လောက်လုပ်ခဲ့ပြီးသားအောင်မြင်ခဲ့ပြီးသားလူထုလှုပ်ရှားမှုကြီးလည်းဖြစ်ပါအဲ့တော့ပြည်သူအားလုံးလည်းတခဲနဲ့ပါဝင်ဖို့အင်မတန်အရေးကြီးပါတယ်ရှင်းပါလေတောက်လျှောက်ဒီလှုပ်ရှားမှုတိုင်းမှာပါဝင်ခဲ့တဲ့အောင်မြင်ခဲ့တဲ့တာဒကကောင်းနေတယ်ရှိခဲ့ပြီးသားဟုတ်ပြီဒီ silence right လှုပ်ရှားမှုကြီးကနေကျွန်တော်တို့ဘာကိုသတင်းစကားပါကျင်တယ်လဲဒါအရေးကြီးပါတယ်ကျွန်တော်တို့မှာဒီနေ့ချိန်မှာ လူတို့ရဲ့သဘောထားစံတာနဲ့လူတို့ရဲ့တောင်းဆိုချက်သုံးရက်ဆိုပြီးကျွန်တော်တို့ဒါဖော်ထုတ်ထားတာရှိပါဒါကလည်းသိကြပါတယ်ပြည်သူတဦးချင်းတယောက်ချင်းဒီရင်းတဲ့အသေးတွေကစံတာအမှန်တွေလည်းဖြစ်ပါနံပါတ်1ကျွန်တော်အခုချိန်မှာဒါအချိန်9နှစ်လောက်ရှိပြီအတင်းအာရမမတရားဖန်ဆီးခံထားရတဲ့ကျွန်တော်တို့လူထုခေါင်းဆောင်အမေတော်အောင်ဆန်းစုကြည်နိုင်ငံတော်တမတားကြီးဦးဝင်းမြင့်တို့နဲ့တကွနိုင်ငံရေးအကျဉ်းသားပေါင်းတောင်းနဲ့ချီပြီးရှိနေပါဒီနိုင်ငံရေးအကျဉ်းသားအားလုံးကိုတယောက်မကြံချွင်းချက်မရှိအမြန်ဆုံးလုပ်ပေးဖို့လိုအပ်ပါလိုအပ်ပါ ဒါကျွန်တော်တို့ရဲ့နံပါတ်1တောင်းဆိုချက်လူလူသဘောထားစံတာလည်းဖြစ်ပါနံပါတ်2အခုစစ်အုပ်စုကအတင်းအရမကြံစည်နေတဲ့သူတို့ပြောတဲ့ရွေးကောက်ပွဲဆိုတာကြီးပေါ့ဗျာကျွန်တော်တို့ကအများအားပြောပါကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီစနစ်မှာရွေးကောက်ပွဲဆိုတာမဖြစ်မနေလိုအပ်ပါဒါကျွန်တော်တို့သိပြီလားရွေးကောက်ပွဲဆိုတာကိုကျွန်တော်တို့ကသဘောတရားရဆန့်ကျင်နေခြင်းမဟုတ်သို့တော့အခုလုံးတဲ့စစ်အုပ်စုရဲ့ဟာကရွေးကောက်ပွဲလို့မခေါ်တိုက်ဘူးအဲ့တော့ရွေးကောက်ပွဲလို့ပြောမှသာရွေးကောက်ပွဲအတုရွေးကောက်ပွဲအလိမ်ပဲဖြစ်နေတယ်ဘာကြောင့်လဲ ်နော်ဘယ်လိုမှလွတ်လပ်မှုတရားမျှတမှုတွေရှိမှာမဟုတ်ဘူးအရေးကြီးဆုံးကဗျာဒီရွေးကောက်ပွဲအတုကြောင့်မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးပြဿနာကပြည်ထောင်သွားမယ်အဖြေမဖြစ်ရုံသာမကပို့ပြီးတော့စိုးဝါပို့ပြီးတော့ရှုပ်ထွေးသွားစေမယ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှည်သွားစေမယ်ဒါဒီထောင်ချောက်တတ်တာဖြစ်တယ်လုံးဝကျွန်တော်တို့ရဲ့ထွက်ပတ်မဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ဒီရွေးကောက်ပွဲအတုကိုလူတို့တရက်လုံးကလုံးဝဆန့်ကျင်တဲ့အလိုမရှိဘူးဆိုတော့လည်းကျွန်တော်တို့လာမယ့်ဒီ silent strike ပြင်မထွက်အတန်တိတ်တပိတ်ကနေကျွန်တော်တို့ဖော်ထုတ် ပြသမှာလည်းဖြစ်ပါတယ်။နောက်ဆုံးနံပါတ်3အင်မတန်အရေးကြီးပါကျွန်တော်တို့သူတစ်ဖြင့်ဒါမရောက်တဲ့စေအုပ်စုစိုးမိုးအုပ်ချုပ်နေတဲ့နိုင်ငံဒေသကပြည်သူတွေမှာနော်နေ့စဉ်ကြောက်ကြမှုတွေဒုက္ခတွေဖြစ်နေတာပါလေကျွန်တော်အိမ်ထဲထိဝင်ပြီးတော့အတင်းအားထားမှာပေါ်တာဆွေးနေတဲ့ကိစ္စလူငယ်လူရွယ်တွေပြတကယ်အဖိုးတန်နော်တိုက်ပြည်ရဲ့ဒါဒါအဖိုးတန်နော်ဂျရနာတွေကိုနော်လူငယ်လူရွယ်တွေကိုအတင်းအားထားမှာစစ်မှုထမ်းခိုင်းတယ်တေလန်းကိုပို့ ီအာရမစစ်မှုထံဥပဒေအဲ့တော့ဒီအာရမစစ်မှုထံဥပဒေကိုကျွန်တော်လုံးဝဖျက်သိမ်းဖို့လိုပါတယ်ဒါပြည်သူသူတို့ကိုနေစဉ်နိုင်ကျင့်နေတာဖိနှိပ်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီတောင်းဆိုချက်ကြီး၃ရက်ကိုကျွန်တော်တို့လာမယ့်ကျွန်တော်တို့ silent strike နော်အတန်တိတ်တပိတ်ကြီးကနေလူတို့တရက်လုံးကညီညာဖျားဖျားနော်ပါဝင်ပြီးတော့ဒါတောင်းဆိုတဲ့အနေနဲ့နော် silent strike ကိုကျွန်တော်တို့ဖော်ဆောင်ကြမယ်ကျွန်တော်တို့အမြဲတမ်းပြောပါတယ်ပြည်သူသားအထက်ဖြစ်ပါတယ် people power ပြည်သူကအာဏာအင်မူလဗုဒ္ဓပိုင်ရှင်ဖြစ်တဲ့ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ရဲ့ဒီသဘောထားတွေကိုလာမယ့် silent strike ဒီဇင်ဘာ10ရက်နေ့လှုပ်ရှားမှုကြီးကနေပြီးတော့ညီညာဖြဖြပါဝင်တောင်းဆိုလိုက်ကြပါစို့ဆိုကျွန်တော်လေးနဲ့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒေါက်တာဒေါက်တာဒီဒေါက်တာတို့ရဲ့ပြောကြားတစ်ချက်ထဲမှာပေါ့လေနောက်တစ်ခုကဒီလူလူလှုပ်ရှားမှုပြောကြားတစ်ချက်ထဲမှာဆိုရင်လက်နက်ကင်တိုက်ပွဲတစ်ခုတည်းကိုဒါဒီလုံလုံလည်လည်အားပြုတ်နေလို့မရဘူးလို့ပါရှိပါတယ်ဆိုတော့ဟိုလက်နက်ကင်တော်လန်ကြီးနဲ့လူလူတိုက်ပွဲနှစ်ခုကြားကမျှချေကိုဘယ်လိုရှာဖွေပြီးတော့ပူးပေါင်းဆောင်ရွက်မှုကိုဘယ်လိုလှုပ်ဆောင်နေပါလဲဒါလေးလည်းသိချင်ပါတယ်ခင်ဗျာ မှတ်ပါတယ်ဗျ။ဒီကိစ္စလေးအမြဲတမ်းအရေးကြီးလာပါတယ်။အဲ့တော့ကျွန်တော်တို့ကဘာမှာအောင်မြင်သွားတဲ့တော်လန်ရေးတွေကိုပဲကြည့်ကြည့်။လက်ရှိကျွန်တော်တို့မြန်မာຫນွေဦးတော်လန်ရေးကိုပဲကြည့်ကြည့်ပေါ့။ကျွန်တော်တို့ဒါလက်နက်ကင်တိုက်ပွဲတစ်ခုတည်းကြောင့်ဆိုတာမျိုးမဟုတ်ပါဘူး။အထူးသဖြင့်ကျွန်တော်တို့ဒီຫນွေဦးတော်လန်ရေးအချိန်၅နှစ်ကိုပြန်သုံးသပ်ကြမယ်ဆိုရင်ဒါပညာရှင်တွေရောနောက်ဆုံးဒါလက်နက်ကင်တိုက်ပွဲကန်တာကခေါင်းဆောင်တွေကိုယ်တိုင်ကအတိမတ်ပြုရတာ။ဒီတော်လန်ရေး၅နှစ်အတွင်းဒီလောက်ထိခရီးရောက်ခဲ့တာအဓိကကတော့လူထုတရေလုံးရဲ့ပါဝင်မှုဒီနည်းပြောရင်လူထုလှုပ်ရှားမှု လူလူတိုက်ပွဲတွေအခမ်းကဏ္ဍအင်မတန်အရေးကြီးပါကျွန်တော်ကလက်နက်ကင်တိုက်ပွဲဆိုတဲ့သဘောကျသိတဲ့အတိုင်းပဲလက်နက်ကင်နိုင်တဲ့အခြေအနေအသက်ရွယ်ကျမ်းမာရေးပြီးမှနော်နောက်ဆုံးဗျာလက်နက်ကင်တိုက်ပွဲလုပ်ချင်တယ်ဆိုရင်တော့ကင်စီကလက်နက်ခဲရင်ရှိဦးမှပြောချင်တာလက်နက်ကင်တိုက်ပွဲရဲ့သဘောတဘာဝကသူကနေပယ်နေတဲ့လူထုပါဝင်နိုင်တဲ့အလားအလာလူထုလှုပ်ရှားမှုလူထုတိုက်ပွဲနဲ့ရှင်နေဘောင်ကျင်းတာကျွန်တော်တို့ဒီတော်လန်ရေးကကြပြည်သူတော်လန်ရေးလူထုတည်အလုံးလူထုအားလုံးနဲ့သက်ဆိုင်အသက်အရွယ်မရွေးကျမ်းမာနော် လိန်စိတ်ခံယူမှုမယွေးနောက်ဆုံးပြည်တွင်းမှာပဲနေနေပြည်ပမှာပဲနေနေနိုင်ငံတကာပဲရောက်နေနေလူတိုင်းပါဝင်လူရတဲ့လူတိုင်းပါဝင်ရမယ့်တော်လှန်ရေးဖြစ်တယ်ဒါကြောင့်ပြည်သူအများစုပါဝင်နိုင်တာကလူထုလှုပ်ရှားမှုတွေလူတိုင်ပွဲတွေဖြစ်တယ်ဥပမာပြအားလုံးသိကြတယ် CDM လှုပ်ရှားမှုနိုင်ငံဝန်ထမ်းတွေတိတ်နေချီပြီးတော့ပါလို့ရအခုလက်ဒါပါနေတယ်ဒီ CDM လှုပ်ရှားမှုရဲ့တန်ဖိုးကြောင့်လေဒီရေဥတော်လှန်ရေးမှာတော့ဒီတာနော်အများကြီးထောက်ပံ့နေဖြစ်ခဲ့ဟောနောက်ထပ်ကျွန်တော်တို့ပြောကြမယ်ဗျာကဲကျွန်တော်တို့ဒါဘန္ဒာကြီးစစ်မျက်နှာ ကျွန်တော်တို့ကဖက်စစ်ထုတ်ကုန်တွေမတုံ့ဆွဲဘူးဟေ့မဝယ်ကြနဲ့နော်ကျွန်တော်တို့ဆိုရဲဟာဘူးတပိတ်ပေါ့နော်ကျွန်တော်တို့နော်အဲဒီဒါတွေလည်းအင်မတန်အရေးကြီးတယ်နောက်တော့ကျွန်တော်နိုင်ငံတကာတန်တမန်ရေးရနေတာအခုဆိုရတာကျွန်တော်တို့ဒီရဲ့ဘိုင်းမသိကြတယ်ကျွန်တော်တို့တန်မတ်ကြီးဥကြုံမိုးထွန်းကုသသမဂ္ဂမှာဆက်ပြီးတာဝန်ထမ်းဆောင်မှုရဖို့လူတို့ကတောင်းဆိုတာဆန္ဒတွေပေါ်ထုတ်ကြအလားတူပဲအင်မတန်မှအရေးကြီးတဲ့အခုဒါမင်းအွန်လိုင်းစေအောင်စုကနော်တော်တော်အားဆန်နေတာပါလေဆိုတော့ဒါစိတ်သက်စစ်စင်ရေးနဲ့ဝါဒဖြန့်ချီရေးမျက်နှာစာ ပရိုပါဂန်ဒါပေါ့ဒါဆိုလဲကျွန်တော်လူလူအားလုံးပါဝင်လို့ရကျွန်တော်ကီးဘုတ်ဖိုက်တာတွေစသဖြင့်ပေါ့ပြောချင်တာအဲ့ဒါတွေအားလုံးကိုလွှမ်းခြုံပြီးတော့အခုတို့ကျွန်တော်တို့အထွေထွေတပိတ်တွေအပါဝင်ပေါ့ဗျာဒါကိုကျွန်တော်တို့ကလူတုလှုပ်ရှားမှုလူတုတိုက်ပွဲလို့ပြောတယ်။ဒီဘက်ကလည်းမှန်တယ်လက်နက်ကင်တိုက်ပွဲကအင်မတန်အရေးကြီးတယ်အရှင်ဟွန်ကောင်းကောင်းနဲ့ဆက်သွားနေရမယ်။ဒီဘက်ကလည်းလူတုတရေလုံးပါဝင်လို့ရတဲ့လူတုတိုက်ပွဲလူတုလှုပ်ရှားမှုဒီနှစ်ခုပေါင်းဆက်လက်နက်ကင်တိုက်ပွဲနဲ့ကျွန်တော်တို့လူတုတိုက်ပွဲကိုပေါင်းဆက်ပြီးတော့သွားချင်းတည်ကျွန်တော်တို့ရဲ့ပြည်သူ့ຫນွေဦးတော်လန်ရေးကြီးရဲ့တကယ့်စစ်မှန်တဲ့မဟာဗျူဟာဖြစ်တယ်။ဒီ တိုက်ပွဲနီးနာနှစ်ခုကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဖော်ဆောင်အောင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့နနက်ကိုင်းတိုက်ပွဲရတယ်လိုအပ်တဲ့အရေးကြီးတို့တစ်ဖက်ကလူထုလှုပ်ရှားမှုလူထုတိုက်ပွဲတွေနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့နော်တော်လန်ကြီးအဆုံးသက်ပန်းနိုင်ကိုဒါမှပို့ပြီးတော့မြန်မြန်စောစောရောက်ရှိနိုင်မှာဖြစ်တယ်ပြောချင်တာကဗျာပြည်သူကတော်လန်ကြီးမှာဘေးကနေထိုင်ကြည့်နေတဲ့ပရိသတ်လက်ခုပ်တော်ဝါဒီအားပေးနေတဲ့အစ်င့်မဟုတ်ဘူးပြည်သူတူးချင်းတယောက်ချင်းအားလုံးဒီတော်လန်ကြီးတမဖြစ်ရ အဲ့တော့ပြည်သူတဦးချင်းတယောက်ချင်းအားလုံးကတော်လှန်ရေးသမားဖြစ်ဖို့ဆိုရင်လူထုလှုပ်ရှားမှုလူထုတိုက်ပွဲတွေမှာပြည်သူတွေကိုယ်တိုင်ပါဝင်လို့ရပြည်သူတွေကိုယ်တိုင်ပါဝင်လို့ရအခုလာမဲ့ဒါဒီဇင်ဘာ10ရက်နေ့ silence right ပြည်သူတယောက်ချင်းမကြံအကုန်ပါလို့ရဒါပြည်သူကိုယ်တိုင်တော်လှန်ရေးသမားပဲဒါအကြောင်းကျွန်တော်တို့အနေနဲ့လက်နက်ကင်တိုက်ပွဲနဲ့ကျွန်တော်တို့လူထုတိုက်ပွဲလူထုလှုပ်ရှားမှုတွေပေါင်းစပ်ပြီးတော့ကျွန်တော်တော်လှန်ရေးအဆုံးသက်ပန်းနိုင်ကိုပို့ပြီးတော့เนาะမြေမြဆန်းဆန်းကြီးတက်ကြပါစို့လို့ဒါထပ်တောင်းပြီးတော့ပြင်ပြကြပါလိုက်ခင်ဗျ ဟုတ်ကဲ့ပါဒေါက်တာဒီကျွန်တော်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနည်းနည်းမေးခွန်းလေးမေးချင်ပါတယ်ဒေါက်တာဒီစစ်အုပ်စုရဲ့အထူးဆောင်ရွေးကောက်ပွဲကိုစန့်ကျင်ရမှာပေါ့နော်ဒီလူထုကိုမဲမထဲ့ဖို့ဒါမှမဟုတ်စံနှံ့ပြဖို့ဆိုရဲထုံးတမ်းတိုင်းချက်ပို့ပြီးထိရောက်မဲ့ညီးပြူဟာအစ်စ်တွေကိုစဉ်းစားထားတာရှိပါသလားဒီထွက်ပတ်မဟုတ်ပေါ့နော်ထောင်ချောက်ပေါ့နော်ဒီထောင်ချောက်ကိုဘယ်လိုအခွင့်အရေးအဖြစ်ပြောင်းလဲနိုင်မလဲဒေါက်တာခင်ဗျဟုတ်ကဲ့မှန်ပါတယ်အဲ့တော့ဒီရွေးကောက်ပွဲအတုစန့်ကျင်ရေးနဲ့ပတ်သက်ရင်လည်း ကျွန်တော်တို့ဟို major ပြောကြတာတွေရှိပါတယ်ကျွန်တော်တို့ကဟုတ်တယ်ဘလောက်ပဲစန့်ကျင်စန့်ကျင်သူကဖြစ်အောင်လုပ်မှာပဲဒါကျွန်တော်တို့သိပြီးသားပေါ့ဗျာအသူအတင်းအားမလုပ်ထားတဲ့ဥပဒေတွေလုံထုံးလုံးကြီးအကြလေနောက်ဆုံးအခုကြည့်ဗျာပြိုင်ဘက်မရှိဘူးဆိုရင်တယောက်တည်းရုပ်ောက်ဘက်တော့လုံးဆရာမလို့မဲပုံးတော့ထောင်းဆရာမလို့သူကအလိုတရားအမတ်ဖြစ်ပြီးသားနော်မပြိုင်မပြိုင်မီကနိုင်နေပြီပေါ့ဒါလည်းကျွန်တော်တို့သိပြီးသားပဲနောက်တော့ဟုတ်ပြီပြည်သူတွေမဲလာမပြေးဘူးနောက်ဆုံးတယောက်ဖြစ်လာမင်းအဲ့တမဲနဲ့သူကအနိုင်ရမှာပြီတို့ကျင်တာဒီရုပ်ောက်ဘက်ကြီးကိုလုံးဝပြတ်သွားအောင်ဖြတ်လို့မရဘူးမရအောင် နော်စေယုတ်စုကနော်ဒါသူအပိုင် အပီနော်သူချီပြီးတုတ်ပြီးလုတ်ထားတယ်ကျွန်တော်ဒါတည်ပြီးသားပါအဲ့ဒါဆိုဟုတ်ပြီဖျက်လို့မရမှန်းသိရင်ဘာဖြစ်လို့ဒီရွက်ောက်ပွဲအတုကိုစန့်ကျင်ရေးလုပ်နေရတယ်လဲစန့်ကျင်ကြောင်ဖော်ထုတ်နေရတယ်လဲဒါလိုအပ်ပါကျွန်တော်တို့ကပြောချင်တာဒီရွက်ောက်ပွဲအတုဒီလူတို့သဘောထားဆန္ဒမပါဘူးလူတို့ကလက်မခံဘူးဒီကျွန်တော်မြန်မာနိုင်ငံရဲ့ပြည်ထောင်စုအဖြစ်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ကအလေးနဲ့ပြောချင်တယ်စေယုတ်စုကဒီရွက်ောက်ပွဲအတုကနေ तू ကသူ့ရဲ့ဒါ မတော်မတရားမှုတွေရာဇဝတ်မှုအလုံးခွာချဖို့ကြိုးစားနေတာပဲဒါကိုကျွန်တော်တို့ကလုံးဝလက်မခံဘူးဒါကိုကျွန်တော်တို့ကသိတယ်ဆိုတာကိုလည်းကျွန်တော်တို့ကပြောချင်တာဖြစ်တယ်အဲ့တော့ဒီရွက်ောက်ပွဲအတုမှာလူတုတရက်လုံးရဲ့ပါဝင်မှုအ ਨੇ ဆုံးဖြစ်အောင်လူတုတရက်လုံးရဲ့နော်လက်ခံမှုအ ਨੇ ဆုံးဖြစ်အောင်တနည်းပြောရင်ဒီရွက်ောက်ပွဲအတုရဲ့ဂုံတိတ်ခါကိုအ ਨੇ ဆုံးဖြစ်အောင်ရုပ်ပြက်စင်းပြက်ဖြစ်အောင်ကျွန်တော်တို့ကဒါစူးစမ်းဆောင်ရွက်နေတာဖြစ်တယ်အဲ့တော့ရွက်ောက်ပွဲအတုလုံးဖို့စူးစမ်းနေတဲ့လုပ်ငန်းစဉ်တစ်ချောင်းလုံးလည်းကျွန်တော်တို့ကလက်မခံမှုစန့်ကျင်ကြောင်းပြောတယ် ရွေးကောက်ပွဲလုပ်တဲ့နေ့မှလဲကျွန်တော်တို့လူထုတရားဆုံးရဲ့ပါဝင်ပူပေါင်းမှုအ ਨੇ ဆုံးဖြစ်အောင်ကျွန်တော်တို့ဒါစ조사ကြမယ်အလားတူရွေးကောက်ပွဲအတုပြီးတော့တက်လာတဲ့သူတို့ပြောမယ်ဒါအမေရိကန်အယက်သားအစိုးရဆိုတာကြီးပေါ့ဗျာအဲ့ဒါကြီးလေကျွန်တော်လက်မခံဘူးဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ကတက်တာပို့ကြမှာဖြစ်တယ်အဲ့တော့မှန်တယ်ကျွန်တော်တို့အထူးသဖြင့်ရန်ကုန်လိုမန္တလေးလိုမြို့ပေါ်တွေမှာရန်သူကဒါဒါမိုးတနက်ထောက်ပြီးတော့အတင်းအနိုင်ကျင့်ဖိအားပေးနေတဲ့အချိန်မှာတချို့အချိန်တွေမှာနော်မဲမပေးဘူးမဲယုံမသွားဘူးဆိုတော့လေအထက်ခဲတွေရှိနိုင်တယ်ဆိုကျွန်တော်တို့တည်ပြီးသားပြည်သူကဗျာတော်လိုင်း ဖြတ်နှမ်းလာတာလေးနှစ်ကျော်ငါးနှစ်ရှိပါပြီเนาะပြည်သူမှာတတိအသိဉာဏ်ပညာတွေရှိနေကြပါအဲ့တော့ဉာဏ်ပညာနဲ့ရှင်ပြီးတော့ရေကောက်ပဲအတူစန့်ကျင်ရေလုပ်ငန်းတွေလည်းသူလုံးကြမှာကျွန်တော်တို့ကပြည်သူကိုအသေးစိတ်เนาะဟိုကျွန်တော်ထမင်းခွန်ကျူတူပြောနေစရာမလိုဘူးအဲ့တော့ကျွန်တော်တို့တို့တေးကြတယ်နီလန်းမျိုးစုံနဲ့ဒီရေကောက်ပဲအတူစန့်ကျင်ရေတွေကိုတို့ဒါဆောင်ရနေကြမယ်မဲမပေးလို့ရတဲ့ပြည်သူတွေကမဲသွားပေးကြမှာမဟုတ်ဘူးအိမ်နေမှာเนาะတို့တိတဲ့နီလန်းမျိုးစုံနဲ့ဒီရေကောက်ပဲအတူမှာပြည်သူလူတွေရဲ့ပူးပေါင်းပါဝင်မှုအ ਨੇ စုံဖြစ်အောင်ကျွန်တော်တို့ကဒါပေါ်ထုတ်ကြမှာ စ조사ကြမှာရှိတတ်ကြမှာဖြစ်တယ်အခုလည်းပဲအဲ့လိုဒါသွားနေတယ်ဆိုတာကျွန်တော်အဓိကအဲပြောချင်ပါတယ်ခင်ဗျပြောချင်တာကတော့ဗျဒီရွက်ောက်ပွဲအတုတီကျွန်တော်နိုင်ငံရေးပြဿနာရေးအပြင်းမဟုတ်ဘူးထောင်ချောင်ကြီးဖြစ်တယ်ဒါကြောင့်เนาะကျွန်တော်တို့စန့်ကျင်တယ်ဒီရွက်ောက်ပွဲအတုကနေစေအုပ်စုကသူတို့ရဲ့အထမမှုတွေရာဇဝတ်မှုတွေကိုခွာချဖို့조사နေတယ်ဒါကိုကျွန်တော်တို့သိတယ်ဒါကိုတိုက်ဖြတ်တယ်စံကျင်တယ်ရေကောက်ပွဲအတုအလွန်ဘာလို့မလဲကျွန်တော်တို့တော်လန်ရေးဆက်လို့တော်လန်ရေးဆက်သွားမယ်ဒါပဲဟုတ်ကဲ့ဟုတ်ကဲ့ဒေါက်တာဒီနောက်ဆုံးအညီနဲ့ပေါ့လေဒီ ရွေးကောက်ပွဲကိုစမ်းကျင်ကန့်ကွက်ရေးနဲ့ပတ်သက်ပြီးတော့ဗောနော် NUG ရဲ့တုံ့ပြန်ပုံကဘာရီလိုအပ်ချက်ရှိနေတယ်လို့ဒေါက်တာအနေနဲ့မြင်ပါလဲခင်ဗျဟုတ်ကဲ့အဲ့တော့ဟိုဒါနဲ့ပတ်သက်တော့ကျွန်တော်တို့တစုံလုံးခြုံပြီးပြောကျင်တယ်ဗောလက်ရှိတော်လိုင်းကြီးတစုံလုံးဗောအဲ့တော့ရွေးကောက်ပွဲအတူစမ်းကျင်ရေးဆိုတာလဲလက်ရှိမျိုးတော်လိုင်းကြီးရဲ့လောက်ရမယ့်အလုပ်ထဲကအစိပ်ပိုင်းတစ်ခုပဲတော်လိုင်းကြီးတစုံလုံးနဲ့နိုင်ရှင်အချိန်ထိုးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါလူလူတို့ကိုလည်းအများတန်းတင်ပြရတယ်သက်ဆိုင်ရာ NUG ိုင်းရင်းသားဒေါ်လာရေးအဖွဲ့အစည်းကြီးတွေ ERO တွေပေါ့ဗျာနောက်2020ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD နောက်လွတ်တော် CRPH ဒါလည်းကျွန်တော်တို့အမြဲတမ်းတင်ပြပါအဲ့တော့ကျွန်တော်တို့တွေအလုပ်တွေပို့ပြီးတော့လောက်ကြဖို့အလုပ်တွေပို့ဖြစ်ကြဖို့လိုပြီးဒီအဖွဲ့အစည်းကြီးတွေဒေါ်လာရေးတက်ဦးတွေဒေါ်လာရေးဦးဆောင်အဖွဲ့အစည်းကြီးတွေဖြစ်တယ်အဲ့ကျွန်တော်တို့တွေအခုချိန်မှာတော့နော်ပို့ပြီးတော့စွစွစီစီနဲ့ပို့ပြီးတော့ညင်ညွတ်ညွတ်နဲ့ပို့ဗျာနော်ကျွန်တော်တို့မှမှတ်ပါတယ်ကျွန်တော်တို့မှမတူမှုတွေနော်သဘောထား ဟိုမတိုက်ဆိုင်မှုတွေရှိသေးတယ်။တိုးတော့ကျွန်တော်တို့မှာရေပုံရအားဖြင့်မူအားဖြင့်တူညီမှုတွေအများကြီးရှိနေပြီလား။ကျွန်တော်တို့အာဏာရှင်စနစ်ကိုဆန့်ကျင်တယ်လက်မခံဘူး။ကျွန်တော်တို့ဒီမိုကရေစီကိုသွားမယ်။တန်းတူမှုနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ Federal စနစ်ကိုသွားမယ်။ဒါကျွန်တော်တို့အားလုံးသိနော်။လက်နက်ကင်တက်ဒီစစ်အုပ်စုစစ်တပ်ကနိုင်ငံရေးရနေသွားမှရမယ်။ဖက်နိုင်ငံရေးရနေနော်။ဒီဖယ်မှရမယ်။နောက်တော့ကျွန်တော်တရားမျှတမှုတွေဖော်ဆောင်မယ်။ဒါတွေအများကြီးဒူးနေ။ ါတွေအများကြီးတွေ့နေတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့အတူတူ NUG, ERO နော် NLD, CRPH အကုန်လုံးပေါ့ဗျာ NUC အစားရှိတဲ့တော်လန်ရေးရဲ့တက်ဦးအဖွဲ့အစည်းကြီးတွေအနေနဲ့အခုချိန်မှာတော့ဗျာနော်ပို့ပြီးတော့စုစုစည်းနေအလုံးစုံကြဖို့အင်မတန်အရေးကြီးလာပြီ။အဲ့တော့ကိုယ့်အဖွဲ့အစည်းအကျိုးစီးပွားကိုယ့်ရဲ့အကျိုးစီးပွားတက်တော်လန်ရေးအကျိုးစီးပွားလူထုအကျိုးစီးပွားကိုကျွန်တော်ပို့ပြီးတော့ရှင်းရှုကြစို့အခုချိန်မှာကျွန်တော်တို့အနေနဲ့နော်စေအုပ်စုကသူ့ဘက်က အမားတွေအလွဲတွေလောက်ခဲ့တာ तू ပြင်းနေတယ်နော် तू ပြင်းနေတယ်ဒီလင်းနေအတွင်း तू အလွဲမားတွေ तू ပြင်းတယ် तू တင်ကန်းသားတွေယူတယ်နော်ပို့ပြီးတော့ तू လောက်ရမယ်အာနာရှင်တက်ဆိုးရှင်ဖို့အလုပ်တွေ तू စူးစမ်းလုပ်နေတယ်ဒီအချိန်မှာကျွန်တော်တို့တော်လန်ရင်အင်အားစုတွေဘက်ကလည်းပို့ပြီးတော့အလုပ်တွေကိုနော်ကောင်းကောင်းလုပ်ကြဖို့စူးစမ်းကြဖို့အရေးကြီးလာပြီကျွန်တော်တို့ဘက်ကအလွဲမားတွေရှိခဲ့ရင်ပြင်းစရာရှိတာတွေပြင်ပါပြောင်းစရာတွေရှိတာတွေပြောင်းပါကျွန်တော်ပို့ကောင်းအောင်လုပ်ကြပို့ကောင်းအောင်လုပ်ကြဖို့အချိန်ဒါရောက်ပြီဆိုတာပဲကျွန်တော်လင်းနဲ့ပြောချင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ပါဒေါက်တာကျေးဇူးများတင်ပါတယ်ကျွန်တော်မြင်းစီမကိုတီးတန့်အင်တာဗျူးပေးရတဲ့ကျေးဇူးများတင်ပါတယ်ဒေါက်တာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကတော့မန်လေးမြို့တပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ဒေါက်တာတေစာစန်းကို Silent Strike နဲ့ပတ်သက်တာတွေမြို့လယ်မှာမန်လေးမြို့လယ်မှာတပိတ်ဖို့ဆောင်နိုင်ခဲ့ပုံတွေကိုကျွန်တော်တီးတန့်သက်သွယ်မေးမြန်းခဲ့ရပါဖြစ်ပါတယ်ကြီးစုနေကြမြင်းစီမပိတ်တဲ့များအားလုံးပဲ ရန်ဒီမျိုး၅ပါးအန်တွေကနေကင်းဝင်ပြီးတော့အကျန်းဖက်စစ်တပ်အန်တွေကနေကင်းရှင်းကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်ထပ်တီးတန့်တွေ့ဆုံမေးမြန်းခန်းဒီမှာပြန်ဆုံပါမယ်။ကျွန်တော်ခန့်တွေပါခင်ဗျာ။ဟုတ်ကဲ့